ခုကတော့ဒါဘုံမြတ်ဒုံထရာကိုရောက်ရှိနေရဖြစ်ပါတယ်။အခုကတော့ဒါ classic time မှာခဏနားပါမယ်။အရှိရဟိုက express guide လေးဆိုရင်တော့သူတို့ဖြူရခြင်းမောင်းနေရအောင်နော်။ဒီဘက်ကျန်းတောက်လျှောက်မှာအတော့လမ်းကြီးပြင်းနေပါတယ်။အခုကတော့ဒါ badenon အကျော်ပေါ့နော်။အင်းမမရောက်ခင်ပေါ့နော်။ဒါလမ်းကြီးနေပါ။တကယ်ကြီးများလုံးဝမင်္ဂလာပါ။ဒီကတော့အခုဒါလှိုင်းတရာလေးကိုရောက်နေပြီပေါ့နော်။ ေကဒီနေ့တောင်တိုင်းပိတ်ရက်လေးမှာဒါ ARR တိုင်းပေါ့နော် ARR တိုင်းငတိုင်းချောင်းမြို့ကိုသွားมาဖြစ်ပါတယ်ကဲအဲ့တော့ဒါကီလိုတငယ်ချင်းတွေထဲမှာဒါငတိုင်းချောင်းဘက်ကတော့မဟုတ်ဘူးပေါ့နော်ဒါပတိဘက်ကိုသွားတင်တဲ့လူပဲဖြစ်ဖြစ်ဒါမှမဟုတ်ငွေဆောင်ချောင်းသာတို့သွားတင်တဲ့လူပဲဖြစ်ဖြစ် ပေါ့နော်ဒါလန်ကီးအခြေအနေလေးကိုကီးကရိုက်ပြပေးသွားမယ်လန်ကောင်းလားဘယ်နေရာတွေမှာစိုးလဲဘယ်နေရာတွေမှာကောင်းလဲဆိုတာကိုဒါကီးကရိုက်ပြပေးသွားမှာဖြစ်ပါတယ်ကဲတော့လိုက်ခဲ့ပါဦးနော်ကီးတို့ကတော့ဒါ ုံအရာအဝေးပြေးဝင်တာကိုရောက်ရှိလာပြီဖြစ်ပါတယ်။ဒါကတကုံအရာအဝေးပြေးဝင်မှာဖြစ်ပါတယ်။ဒီကတော့7:24မိနစ်ရှိပါပြီ။ဒါရန်ကုန်အဝေးပြေးတူလေးကို ုကတော့10:43မိနစ်မှာဒါပန်နံကိုရောက်တယ်ပေါ့နော်။အဲပန်နံထီးရတော့လမ်းကောင်းတယ်။ဒါပန်နံရထွက်ပြီဆိုရင်တော့ဒါရန်ကုန်တိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးကိုဒါကူးတဲ့နေရာရောက်ပြီပေါ့နော်။အခုကတော့ဒါပန်နံရောက်ပါပြီ။အခုတစ်ဆောင်တိုင်းပေးရက်ကတော့ဒါရာသီဥတုကတော့ရန်ကောင်းတယ်ပေါ့နော်။ပေးရက်မှာအိမ်မက်သူတွေတက်ကြတာ ကတော့ဒါ10:53မိနစ်မှာဒါ every time ဘက်က every time ကိုဝင်လာပြီပေါ့နော်ဒါအခုရောက်နေတဲ့နေရာကတော့မက်ဆလီချေးရွာနာဖြစ်ပါတယ်မက်ဆလီချေးရွာအထီးလဲဒါလမ်းကောက်มาသေးရဲ့ရှင်အခုကတော့7:00နာရီမှာစားမလောက်ချေးရွာကိုဒါရောက်လို့လာပါပြီအဲစားမလောက်ချေးရွာအထီးလဲလမ်းကောက်နေဒါပေမဲ့ရာသီဥတုကတော့မြင်တဲ့အတိုင်းပဲအုပ်မိုင်းပြီးတော့ဘိုးကတော့ရွာနေပါတယ် အခုကတော့ဆမ်းမလောက်ကြေးရတယ်ဟိုဝင်လာပါပြီဆမ်းမလောက်ကြေးရတဲ့လမ်းမကြီးကိုဝင်လာပြီးပဲဖြစ်ပါတယ်သမလာကြီးရရှိဖို့ဝင်စီဖြစ်ပါတယ်။ငယ်ကြီးတို့အခုကတော့ဒါပသိမ်ဘက်သွားမယ်ဆိုတော့အရှိကြရင်ဘက်ဘက်ကိုချိုးရမှာဖြစ်ပါတယ်။ ါပတဲကိုသွားမယ်ဆိုရင်တော့85မိုင်ပေါ့နော်ပတဲသွားတယ်ဆိုတော့ဒါညောင်းကုန်းကိုရောက်မှဖြစ်ပါတယ်ကီလိုတော့ဒါပတဲပဲဆိုတဲ့အတွက်ဘယ်ဘက်ကိုချိုးအောင်မှဖြစ်ပါတယ်မလာကြည့်ရရဲ့မြင်ဖြစ်ပါတယ်။လမ်းတွေလည်းကုတီကောင်းနေရပါတော့။ ရှင်းကြရင်တော့လာလန်းခွေးလေးရှိပါတယ်။တပတ်ကိုချူပါမယ်ရှင်။လေးမှာတော့ဒါရထားလမ်းရှိရဲ့အတွက်ပေါ့เนาะဒါကတော့တိတ်မကောင်းပါဘူးအဲတိတ်မကောင်းပါဘူး အခုနကရထားလဲနေရာလေးပဲပေါ့နော်အခုကတော့လမ်းပြန်ကောင်းသွားပါပြီဒီဘိုးကတော့ဒါတော်တော်သေးပါတယ်ဘိုးအရင်ရွာနေတယ်ပေါ့နော်ဘိုးရင်းကြနေရပဲဘိုးကတော့တော်တော်ရွာနေပါတယ်ဘိုးကတော့မောင်ပိနေတယ်အခုအထင်အပြင်းကတော့17နိုင်စပုံမီနီရှိပါပြီ ီရိုအခုရောက်နေတာကတော့ရေနံမြေလမ်းစုံဖြစ်ပါတယ်။ကီရိုသွားမယ့်လမ်းကပသိမ်နဲ့တူတာဆိုတော့ဒါပသိမ်ဘက်ကိုလမ်းကြောင်းလမ်းခွဲလေးညာဘက်ကိုချိုးပြီးသွားမှာဖြစ်ပါတယ်။တတန်းသွားတော့မအူပင်ဖြစ်ပါတယ်။ကီရိုကတော့ညာဘက်ကိုချိုးပါမယ်။အဲဒီအထိလဲလမ်းကကောင်းပါသေးရဲ့ရှင်။အဲ့တော့ရင်းနှီးမြည်လန်းစုံဖြစ်ပါတယ်။ဒီရင်းနှီးမြည်လန်းစုံရောက်ချင်း ပြောကြော်လို့ကြက်ကြော်လို့ရောက်ပါတယ်ရှင်းမှာတော့ဒါလမ်းခွဲလေးရှိရပေါ့နော်တန်းတန်းသွားရင်ပတဲကိုရောက်မယ်ညာဘက်ကိုချိုးရဆိုတော့ဟင်းတရဘက်ကိုခွဲရတဲ့လမ်းခွဲပေါ့နော်အဲ့ဒီအရင်တော့လုပ်လို့ရပါတယ်အဲကေရူကငနိုင်းချောင်းကိုဒီပတဲလမ်းပေါ့နော်ပတဲလမ်းတောက်လျှောက်သွားလဲရတယ်အဲပြီးတော့ဟင်းတရဘက်ကပေါ့နော် င်းသနာဘက်ကဇလုံးကိုဖြတ်ပြီးတော့ဒီလေးမင်းသားဘက်ကနေသွားလို့လည်းရတယ်ဒါပေမဲ့ဂီရိုကအခုကဒီပသိမ်လမ်းတောက်လျှောက်သွားပြီးတော့ကန်ကြီးတောက်မှာလမ်းခွဲပြီးတော့အဲကတိုင်းနောက်ဘက်ကိုသွားမှာဖြစ်ပါတယ်ဒါပသိမ်လမ်းတောက်လျှောက်တိုင်းသွားမှာဖြစ်ပါတယ်ရှင်ကန်ကလေးလမ်းဆိုအရှင်းမှာတော့အခုက7ခွဲပြီပေါ့နော်7ခွဲပြီဆိုတော့ဒါအရှင်းမှာ classic ဆိုင်ရှိရပေါ့နော်အဲ့ classic ဆိုင်မှာပဲခဏတစ်ခေါက်နားမယ်ကားလဲနားမယ်လူလဲဘိုင်းအစာပြေအစားမယ်ပေါ့နော် အခုကတော့ရှင်မှာ classic sign ကိုရောက်ပါပြီ။ဒါ classic sign မှာခဏနားပြီးတော့ my အစာပြေစားပါမယ်။ဟောရ။အခုကတော့ဒါ classic sign မှာခဏနားပါမယ်။ဟုတ်ရဲ့ နေဆက်ပြီးခီးဆက်มาဖြစ်ပါတယ်အဲဒီအရှိကားလီကဒီဘဘချောင်းကိုခွေသွားရပါเนาะအဲ့ဒီဟာကကြတော့ညာဘချောင်းကိုခွေသွားရပါเนาะအဲ့ဒီဟာလေးကကြတော့ဒါဟိန္ဒရဘချောင်းတော့มาဖြစ်ပါတယ်ဒီကတော့ကေရောပသိန်းနဲ့နေချင်းတူတော့ဒါပသိန်းဘက်ကိုသွားတဲ့လမ်းကိုပဲဆက်သွားมาဖြစ်ပါတယ်ကွာတော့ဒါဘုံမြတ်တွန်းတရာကိုရောက်ရှိနေရဖြစ်ပါတယ်ဒီဘုံမြတ်တွန်းတရာကိုကနကကီရိုကနနာတဲ့ကလပ်ဆင်နဲ့ဆိုရင်တိတ်မကွာဘူးမဝေးဘူးပေါ့နော် 5မိနစ်လောက်ဆိုရောက်တဲ့အတွက်ဒါအခုကတော့ဘုမြတ်ထုံးစားကိုရောက်နေပြီပဲဖြစ်ပါတယ်။ဒီကြီးကတော့လမ်းကတော့ကောင်းနေပါသေးရဲ့ရှင်။အဟိုဘက်ချမ်းမှာလဲတရားဒန်းစင်းပေါ့နော်လမ်းမြင်နေရတယ်အဲ့တရားကတော့ဒါညောင်နှုန်းတရားဖြစ်ပါတယ်ခုနကခင်းစရာလမ်းခွဲလေးကနေသွားရင်အဲ့ဒီညောင်နှုန်းတရားကိုဖြတ်ကပါတယ်အခုကတော့ဒါပက်တနော်မြို့နယ်ရဲ့စာဝဝင်ချင်းမှာလမ်းကတော့သိပ်မကောင်းပါဘူးလမ်းကတော့ကြိုက်နေပါ နော်ကြိုင်နေဥပ္ပါရှက်ဖြည်းဖြည်းချင်းရှာမှောက်ရပါတယ်မဲ့တော့မြို့နဲ့စာဝင်ဝင်ချင်းမှာဖြစ်ပါတယ်ရှေ့ဆုံတော့ဒါနည်းနည်းလေးပြန်သွားဝါးရေပေါ့နော်ဒီဖက်နော်မြို့နယ်ရဲ့လမ်းကသူကကတ္တရာလမ်းပဲမဲ့သူကလိုင်းရှိရေပေါ့နော်ဟောဝေးကြီးအဲ့လိုမျိုးလေးလည်းရှိတယ်အခုအရှိမလဲလဲတော့သိမကောင်းအခြေအနေဘူး။နည်းနည်းတော့ကြိုက်နေတယ်ပေါ့နော်။အဲ့လိုမျိုးကောင်းလိုက်မကောင်းလိုက်ကတော့ ာဆာလာဆာလာပြီ။အဲမကောင်းတာဆာလာပြီ။ကောင်းတဲ့နေရာမှာဆိုလဲ तू ကလိုင်းနေရှိတယ်။လမ်းကလေ။အခုကတော့ဒါ7နှစ်43မိနစ်ရှိပါပြီ။လဲတော့အဂျိုင်လေးတွေတော့ရှိတယ်။တိုင်းလေးတွေလည်းရှိတယ်။ဒါပေမဲ့အဲ 50 60လောက်နင်းပြီးတော့နည်းနည်းရှောင်မောင်းရင်တော့အခုထိတော့အဆင်ပြေသေးရပါတော့အရင်အစိုးရတော့မဟုတ်ပါဘူးအခုကတော့ဒါ pattern တော်မျိုးကိုရလာပြီပဲဖြစ်ပါတယ်အဲ pattern တော်မျိုးအထီးကတော့အမောင်းလို့အဆင်ပြေရလို့ပြောလို့ရမှာပေါ့နော်မောင်းလို့အဆင်ပြေရဂျိုင်လေးရောရှိရနည်းနည်းရှောင်မောင်းပေါ့နော်ဒါဆိုတော့အဆင်ပြေပါတယ် pattern တော်မျိုးတော့ဒါရရှိလာပါပြီ ဘန်းနနာမျိုးမှာဆိုရင်တော့အာဒါသူတို့ရဲ့ဒီဒေတာမှာထွက်တဲ့သင်ပြူဖြာတွေပေါ်တယ်ပေါ့နော်ပြီးတော့ကျိန်ထန်ကုန်နေအဲကျိန်ချင်းတွေပေါ့နော်ဒီမှာဆိုရင်အမှတ်တရအနေနဲ့ဝယ်လို့ရပါတယ်အဲသူတို့ကတော့အိတ်ဆိုင်လေးကြီးကတော့ဒါလမ်းဘေးဝဲရတခြားမှာရှိပါတယ်ရှင်တင်ပြပြမျိုးစုံပေါ့နော်ဒီမှာမိဘမေတ္တာတင်ပြပြမျိုးစုံရှိပါတယ်ဒီမှာဝယ်ဝယ်လို့ရပါတယ် ကတော့ဒါ pattern အကျော်ပေါ့နော်အင်းမနာမရောက်ခင်အင်းမမရောက်ခင်ပေါ့နော်ဒါလမ်းအခြေတွေပဲဖြစ်ပါတယ်အဲဒီလမ်းကတော့ဒီနာတော့တော်တော်ဆိုးတယ်လမ်းလမ်းကတော်တော်ဆိုးပါတယ်ဖြည်းဖြည်းချင်းနဲ့ရပါတယ် ဆိုရင်တော့သူကနည်းနည်းပြန်ကောင်းသွားပြန်ပြီပြီးစင်တော့ကောင်းသွားပြန်ပြီနော်ထားရဲဆိုရင်နေရာမှာလမ်းအကူတော့ဆိုးနေသေးတယ်။တော်ဆူရဲဒီနေရာလည်းပန်းတဲ့တော့အကျော်အင်းမမရောက်ခင်နေရာပဲဖြစ်ပါတယ်။ဒီဘက်ကျတော့ဂျိုင်းကြီးကအကြီးကြီးဖြစ်ပါတယ်နော်။ကြီးရောဘလို့ရှောင်ရှောင်ရှောင်လို့မရဘူး။ လိုင်းနေရှိရောလိုင်းနေရှိရောဘိုက်တွေတိုက်ကုန်ကျောင်းကတစ်ခုရှောင်းရင်တစ်ခုကြာတယ်အဲ့လိုဆိုရင်လမ်းရောမကောင်းပါဘူးအရှိဆုံးတော့မှပြန်ကောင်းရရမယ်သူ့ထားအဲ့လိုကောင်းလိုက်မကောင်းလိုက် ာတော့ဒါတနားကြီး6မိနစ်ပေါ့နော်6မိနစ်မှာအင်းမရွာအောင်မရောက်သေးဘူးဒါကိုနေ့ကပန်းတော့အထွက်အင်းမကိုသွားတဲ့လမ်းပေါ့နော်အဲ့လမ်းကြားမှာပဲကိုကလမ်းကတော်တော်ဆိုးပါတယ်ဒီလမ်းမြေမှာဆိုလဲကြောက်တိပုံထားတာတော့တွေ့ရပေါ့နော်သူတို့လမ်းပြင်မှာနေပါတယ်ဒါပေမဲ့အဲလမ်းကတော့တော်တော်ဆိုးတယ်ကြိုက်ရဆိုလဲအကြီးပဲကြီးလဲကြီးရနှစ်လမ်းနဲ့တော့ပေါ့နော်ဒီကရင်အနေနဲ့ဆိုရင်တော့ဖြူးဖြူးချင်းမှာအစီအရွာမှာအရှိရဟိုအစ်ပရက်ကားကြီးလေဆိုရင်တော့ဒီလိုဖြူးဖြူးချင်းမှာနေရတာပေါ့နော် ာတော်တော်ကြီးပါတယ်ဒီကတော့ဆူပါတယ်ဒီကတောက်လျှောက်ပါအဲ့အခုကတော့အင်းမနဲ့ပန်းတန်တော်ပန်းတန်တော်ကအထွက်ပါတော့အင်းမမရောက်ခဲ့အဲ့ဂျာမှာလမ်းတွေတော်တော်ဆိုးနေရဖြစ်ပါတယ် ော့ကောင်းလိုက်မကောင်းလိုက်ပါเนาะအဲ့လိုမျိုးသွားတာဖြစ်ပါတယ်အရှိဆုံးတော့လမ်းကပြန်ကောင်းသွားရမြည်တယ်အဲ့လိုမျိုးလေးပါเนาะတောက်လျှောက်ရေးဆိုးနေရတာမဟုတ်ဘူးမကောင်းရင်လည်းတော့မကောင်းနေပါเนาะအခုကလမ်းကပြန်ကောင်းသွားရမြည်ကဲလမ်းကတော့လမ်းကတော့မြင်တဲ့အတိုင်းပါလမ်းကမြင်တဲ့အတိုင်းပါဂျိုင်းကွက်တွေရောဂျိုင်းကွက်တွေအောက်မှာအမှသူတို့အရင်လမ်းခေတ်ရဲ့ကြောက်ခဲတွေပေါ်နေအောင်เนาะကြောက်ခဲတွေပေါ်နေအောင်ဆိုတော့ဆိုးပါတယ် ီတို့ကားတော်မှဒါတပိချင်းလှိမ့်ရတယ်ပေါ့နော်ဒီချင်းလှိမ့်ပါစေနဲအမကြောက်ခဲ့ကျွန်းတော်နော်ပူစုအောင်ဂျိုင်းနေတော့ဖြစ်နေတယ်ဆိုတော့ မရောက်သေးဘူး။ဘန်းနံတော့ထွက်လာပြီတော့နော်။ညမမရောက်သေးဘူး။ဒါဘန်းနံတော့မြင်နေတယ်မှာပဲရှိပါသေးတယ်။ င်းသွားရည်လို့ထင်ပါတယ်။ပြန်ကောင်းသွားရဲပေါ့နော်။ဒီရေရနော်လာပြန်ကောင်းသွားရည်ပြီ။ကဲခုနကပဲလမ်းကောင်းတယ်လို့ပြောပြီး9မိနစ်တောင်မကြာဘူးလမ်းအပြန်ဆိုးသွားပြန်ပါတယ်။ညနေတိုင်းမှာပဲ လာမောင်းရမယ်ခကြီးကိုအခုကတော့9နာရီလောက်ခံမှန်းမှရောက်မှာပေါ့နော်အဲ့လိုမျိုးမောင်းနေရပါတယ်အခုအမြင်တဲ့အတိုင်းပါပဲအရင်နေ့အရင်နေ့နေရာဒီတုန်းကလမ်းဒီလမ်းကြီးကောင်းတယ်ပေါ့နော်ငွေရဒီမှာဒီလမ်းကြီးကပြင်းပြတ်သွားတာပြင်းပြတ်သွားပြီးတော့ ခုကတော့မိုးကုံကာသဆိုတော့ဒါသူတို့မပြင်းရသေးဘူးပေါ့နော်တော်ဆူပါတယ်တလန်းလုံးကြိုက်နေပြည့် ုကတော့တနိုင်း15မိနစ်ပေါ့နော်တနိုင်း15မိနစ်မှာဒါအင်းမအစမ်းပြတ်ကြီးရွာကိုရောက်ရှိလို့လာပါပြီဒါအင်းမရွာလမ်းပေါ့နော်အင်းမရွာလမ်းဖြစ်ပါတယ်အင်းမရွာလမ်းလမ်းမှာလည်းတိတ်တော့ကောင်းတယ်လို့တော့မပြောလို့မရဘူးသူကလမ်းဘေးတွေမှာလည်းခြိုက်နေရှိတယ်အရှိဆုံးကသူကတော်တော်ဆိုးတယ် င်းမရွာကြီးလဲလမ်းမကောင်းပါတော့ခုနကပန်းတန်တော့အထွက်ကစပြီးတော့လမ်းမကောင်းတာကောက်လိုက်မကောင်းလိုက်ကနေပြီးတော့ဒီအင်းမရွာကြီးကတော့လမ်းမကောင်းသေးဘူးပေါ့နော်နေတဲ့အတိုင်းပါပဲမကောင်းဘူး ွက်ပေါ့နော်အင်မကထွက်ပြီးတော့ဒါကျောင်းကုန်းဘက်ကသွားတယ်လမ်းကြားပေါ့နော်ပြင်ထားတာဒါပြင်တော့ပြင်ထားတယ်ဒါပေမဲ့ဂျိုင်းနေရရှိရပေါ့နော်ဂျိုင်းနေရှိတယ်လမ်းပြင်တဲ့အချိန်မှာသူတို့တဲရပါတယ်ဖုတ်ခဲ့ပြီးမိုးရတော့တဲရမရှိတော့ဒါကြောက်ပြီးပဲကျန်ခဲ့တော့ပြင်းပြင်းချင်းမသွားနေရပေါ့နော်ဒါဘက်တနာမြို့နယ်ကျော်ပြီးတော့ဗောနော် ဒါအချောင်းကိုမြို့နယ်ထဲဝင်လာပြီးကញင်သုံးစင်းရွာရောက်ပြီပေါ့နော်ကញင်သုံးစင်းရွာနေပြီးတော့ဘေးတောက်လျှောက်လမ်းလေးပဲဖြစ်ပါတယ်လမ်းကတော့ကောင်းတယ်ပေါ့နော်ပြန်ကောင်းသွားပါပြီဒီအချောင်းကိုမြို့နယ်ထဲဝင်တဲ့လမ်းလေးရစပြီးတော့ကောင်းတယ်ပေါ့နော်ပန်းတော်မြို့နယ်ထိရတော့လမ်းဆိုးတယ်အချောင်းကိုမြို့နယ်ထဲဝင်လာတဲ့လမ်းလေးကောင်းပါတယ်ပြန်တောက်ချက်မှာတော့လမ်းမြပြနေပါတယ် ောင်းကုန်းမရောက်ခင်ပေါ့နော်။ကျောင်းကုန်းမရောက်ခင်မှာလဲလမ်းလေးပြနေပါတယ်။ဒီဘက်ကျတော့တိတ်တော့မဆိုး လာလာဆိုးတာကြီးကြုံပြီးရတော့မှာကွာအဲ့လိုဂျန်လေးတသေးလေးရှိရဆိုတော့မှာဒါလမ်းကောင်းတယ်လမ်းကောင်းတယ်ဆိုပြီးလမ်းကောင်းတယ်ဖြစ်သွားပြီလမ်းကောင်းတယ်ဆိုပြီးတော့မောင်းမေကိုချန်လိုက်တယ်ဆက်ဖမ်းကြတယ်ဆိုင်ကြီးကတွေ့တယ်ပြန်တွေ့တယ်အဲ့ဒါမျိုးဆိုပြီး surprise 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 ဒီရှောင်းတော့အုံးနေတယ်အုံးနေပဲတကယ်လို့မချောက်ပြစ်ခဲ့လို့ဆိုရင်တော့ဟိုကုကောက်ကိုပြပြီးတော့စင်းကြည့်ပေါ့နော်ဟိုတရားနဲ့ဒီပါအများကြကြကြဲနေတာပေါ့ အာနည်းနည်းဆိုအကြီးကအရှိလျှော့ပါဘူးကိုပေါ့ကိုသနာရတော့ဖြည်းဖြည်းမောင်းပြရတယ်ဟုတ်ပါမယ်အမောဆိုလို့ရှိရင်ကျန်ကိုရလို့ရှိရင်တော့ရှော့ပါပြန်ပြင်ရအောင်။ရှော့ပါပြန်ပြင်ရမယ်။အဝိုင်းတွေပြန်စစ်ကြမယ်။လိုင်းမန်တွေပြန်ချိန်မောင်းတော့လည်းမျိုးလောက်အောင်ဖြစ်ပါတယ်။ကျွန်တော်တို့ကဂျိုင်းသွေးလို့ရှိရင်တော့ဖြည်းဖြည်းလေးမောင်းအခုဆိုနင်းက40လောက်ပဲနင်းတယ်။အဲ့လောက်ပဲသွားတယ်။အဲ့လောက်ပဲသွား။ရိုင်းမမြန်ဘူး။မြန် ခยีอ่ะပဲချိန်မဲရရအဓိကကိုကားလေးကိုသနာရပေါ့เนาะဒါจางกงပေါ့เนาะจางกงจางกงเทคပေါ့เนาะจางกงซิซิยีเกยပေါ့เนาะလမ်းအောင်ပြီးတော့เกยကိုရောက်ပါပြီဒါချေအားချေနှစ်နာရီပေါ့เนาะနှစ်နာရီမှာจางกงမြို့ရောက်ပါတယ်ကီတို့သွားတဲ့လမ်းကကြတော့ဒီ ပသိမ်ဘက်သွားတဲ့လမ်းကြောင်းနဲ့တူတဲ့အတွက်အဲဒါဘက်ဘက်ချမ်းကိုချိုးရတာဖြစ်ပါတယ်။ညာဘက်ချမ်းတန်းကိုသွားမယ်ဆိုတော့ဒါကျုံပြုတ်ရောက်ပါတယ်။ဒါတော့ကြောင်ကုန်းမြို့ရဲ့မြင်ကွင်းလမ်းလေးဖြစ်ပါတယ်။အဲဒီကြောင်ကုန်းမြို့ရဲ့လမ်းလေးမစိုးဘူးပေါ့နော်။လမ်းလေးကောင်းတယ်လို့ပြောရပါမယ်။အခုကတော့ဘိုးကတော့တစ်ဖန်ပြန်ရွာပြန်ပြီ။ မြင်တဲ့အတိုင်းပါပဲရှေ့လမ်းတော့မှမမြင်ရတော့ဘူးနော်အဲလမ်းကစိုးလာနေမိုးကရွာလာနေဟုတ်တော့ဟုတ်နေပြီလမ်းနဲ့မိုးနဲ့တော့ဟုတ်နေလေအခုကတော့ဒါ2နာရီ10မိနစ်ရှိပြီပေါ့နော် အာဘဲဘက်ကိုချိုးရဲဆိုတော့ဒါပသိန်ကိုသွားတဲ့လမ်းပဲဖြစ်ပါတယ်ကျေတို့အခုကတော့ငတိုင်းကြောက်သွားမယ်ဆိုရင်တော့အာညာဘက်ကိုချိုးအောင်ဖြစ်ပါတယ်ညာဘက်ကိုချိုးတဲ့လမ်းကတော့ဒါမုံရွာဘက်ကိုသွားရဲ့လမ်းပေါ့နော်အာလမ်းနဲ့မရတော့ဒါပသိန်မုံရွာလမ်းမကြီးဖြစ်ပါတယ်ဒါငတိုင်းကြောက်ဘက်ကိုသွားမှဖြစ်တဲ့အတွက်ညာဘက်ကိုချိုးပြီးတော့အဆက်သွားမှဖြစ်ပါတယ်ပသိန်မုံရွာလမ်းတောက်လျှောက်အတိုင်းသွားမှဖြစ်ပါတယ်ရှင်အဲအခုထိလဲလမ်းကကောင်းတယ်အဲဆိုးလာဆိုလို့ပေါ့နော်အဲ့ ဖန်တနော်နဲ့အင်းမကြားပေါ်တော့အဲ့လမ်းကတော့တော်တော်ဆိုးတယ်ကျန်တဲ့လမ်းတွေကတော့ဆိုးတော့ဆိုးတယ်ဒါမဲ့မောင်းလို့ရတယ်တိတ်မဆိုးဘူးဆိုတဲ့အခြေအနေမှာရှိတယ်ပေါ့နော်ခုကတော့ဒါဆက်သွားပါမယ်ဒါကေရောပတဲကိုပြန်တက်ဖို့ရှိရဲ့ပတဲကိုပြန်တက်ဖို့ရှိတော့ဒီငတိုင်းတော့ကနေပြီးတော့ပတဲကိုပေါ့နော်ဒီလမ်းချင်းဒီချက်တစ်ခါပြန်ရိုက်ပြမယ်ပေါ့နော်အေးကြံတော့ခုကဒါငတိုင်းတော့အရင်ကမှ သုံးကွာလမ်းစုံရောက်နေတာဖြစ်ပါတယ်ကီရိုကဒါရေကြီးဘက်ကိုသွားမယ်ဆိုတော့ဒါဘယ်ဘယ်ချမ်းကိုကွေ့ပြီးလာတာဖြစ်ပါတယ်အဲကိုနက်ကကန်ကလေးလမ်းစုံကနေပြီးတော့ဒီသုံးကွာအကြီးကိုပေါ့နော်လမ်းကတော့တောက်လျှောက်ကောင်းပါတယ်အခုလဲကောင်းနေပေါ့နော်ဒီဘုံကလမ်းစုံကနေပြီးတော့အရှိဆိုရင်အတော့ကိုရောက်မှာဖြစ်ပါတယ်။နားတော့တောက်လျှောက်ကောင်းနေပါတယ်။အခုကတော့ဒါအတော့မြို့ထဲကိုဝင်လာပြီပေါ့နော်။ ရားပြည့်ဆိုရင်တော့ तू อ่ะ2นาที45လောက်ရှိပါပြီအတုပ်ကိုရောက်တယ်ပေါ့နော်အတုပ်ထီလမ်းလဲကောင်းတယ်အတုပ်ထီလမ်းလဲတော်ကောင်းပါတယ် तू อ่ะတော့ဒါအတုပ်မျိုးတွေကိုဖျက်လာပြီပဲဖြစ်ပါတယ်အခုကတော့ဒါရေကြီးနားကိုရောက်ခါဒီလမ်းလေးပဲဖြစ်ပါတယ်လမ်းတော့ကောင်းတယ်လမ်းတော့တော်တော်ကောင်းပါတယ်လမ်းတော့ရှယ်ပဲပေါ့နော်ဒီ ီအရှိမဆိုရင်တော့ဒါရေကြီးမျိုးပေါ့နော် ရေကြီးမျိုးရောက်ပြီဒါရေကြီးလမ်းဆောင်ဖြစ်ပါတယ်ဘယ်ဘက်ကိုသွားရင်တော့ငတိုင်းချောင်းပေါ့နော်ညာဘက်ကိုသွားရင်တော့ဒါကြုံပြဘက်ကိုသွားမှာဖြစ်ပါတယ်ကေတို့ကတော့ငတိုင်းချောင်းဘက်ကိုသွားမှာဆိုတဲ့အတွက်ဘယ်ဘက်ကိုသွားရမှာပဲဖြစ်ပါတယ်ဒါတော့ရေကြီးမျိုးပေါ့နော်ရေကြီးမျိုးကတော့ဒီတတန်းဆက်ပြီးတော့ဝင်သွားရင်တော့ဒါရေကြီးဘက်ကိုရောက်တယ်ဒါတော့အခုငတိုင်းကြဘက်ကိုသွားမှဖြစ်တဲ့အတွက်ဘဲဘက်ကိုချိုးပြီးတော့တန်းပြီးသွားမှဖြစ်ပါတယ်။ဒါအရှိတက်တန်းဆိုရင်တော့ဒါငတိုင်းကြအောင်ရပါပြီ။ အခုလမ်းလေးကတော့ရေကြီးမျိုးကနေပြီးငတိုင်းကျောင်းတော့သွားတဲ့လမ်းလေးပဲဖြစ်ပါတယ်။လမ်းကတော့ကောင်းတယ်။ဈိုင်းနေပါလေမရှိဘူးပေါ့နော်။လုံးဝလမ်းလမ်းဖြူးနေတာပဲ။လမ်းကောင်းပါတယ်။ကွာတော့ဒါငတိုင်းเจ้าမျိုးကိုရောက်ပါပြီရှင်အခုမြင်ရတာငတိုင်းเจ้าမျိုးကျိုးလိုပါ ਈ ပေါ့เนาะငတိုင်းเจ้าမျိုးရောက်ပါ န်ကုန်ကနေပြီးတော့10နာရီလောက်မှထွက်ခဲ့ထွက်လာတယ်။အဲဒီငတိုင်းချောင်းကို3နာရီ14မိနစ်မှရောက်တယ်ပေါ့နော်။အာဖျက်မြအားဖြင့်ဆိုရင်တော့ဒါ9နာရီလောက်မှောင်းရတယ်။လမ်းတိတ်မကောင်းလို့ပေါ့နော်လမ်းကတော့ဒါပက်တနော်ထွက်နေအိမ်မှာကြာမှာတော်တော်ဆိုးတယ်ကျန်တဲ့နေရာတွေကတော့တော်တော်များများကောင်းတယ်ညံကောင်ကနေပြီးတော့ဒီညောင်နှုံးကြီးကရောလမ်းကလုံးဝကောင်းတယ်ဒီပက်တနော်ကနေပြီးတော့အိမ်မှာကြာလုံးဝဆိုးတယ်အိမ်မှာနေပြီးတော့ဒီ ကံကလေးလမ်းဆုံးပေါ့နော်အဲ့ဒီကတော့မကောင်းတကောင်းပေါ့နော်အကောင်းတယ်လို့လည်းမရင်ပြောလို့မရဘူးဒီကံကလေးကနေပြောငတိုင်းတောင်ဘက်ကတော့လုံးဝကောင်းပါရဲ့ရှင်အခုကတော့ကေကတော့ငတိုင်းတောင်ရောက်ပါပြီကေအဲ့တော့အားလုံးကိုနှုတ်ဆက်ပါတယ်တက်တာပါရှင်